တနေ့နေ့မှသင်နောက်တရမယ့်အရာရှိခုကျမတို့အားလုံးမှာအချိန်ကိုနောက်ပြန်လှည့်လို့ရရင်သိကောင်းမှာပဲလို့တွေးမိကြတဲ့အခိုက်အတန့်တွေရှိတတ်ကြပါတယ်အဲ့ဒီတုန်းကသာငါဒီလိုလောက်ခဲ့မိရင်ငါဒီစကားတွေပြောထွက်ခဲ့ရင်ဆိုတဲ့အတွေးတွေပေါ့ဘဝဆိုတာနောင်တတရားတွေနဲ့ဖွဲ့စည်းထားတာလို့ပြောနိုင်ပေမဲ့တချို့နောင်တတရားတွေကတော်တော်လေးကိုအဖြစ်များပြီးလူတိုင်းလိုလိုခံစားရလိမ့်ရှိပါတယ်ဒီနေ့မှာတော့ ကျမတို့တနေ့နေ့မှာပြန်တွေ့ပြီးငါမှားခဲ့ပါလားလို့နောင်တအရာဆုံးဖြစ်မဲ့အရာရှစ်ခုအကြောင်းကိုမျှဝေပေးသွားပါမယ်။တရားတွေကိုကြိုတင်သိရှိထားခြင်းအပြင်ကျမတို့ရဲ့လက်ရှိဘဝကိုနောင်တကင်ကင်းနဲ့နေထိုင်သွားစေနိုင်မှာပါ။နံပါတ်၁သင်ချင်းရတဲ့သူတွေနဲ့တပ်ပုံတွေအလုံးလောက်မရိုက်ကူးမိခဲ့ခြင်း။ဒါကအရန်ရိုးရှင်းတယ်လို့ထင်ရပေမဲ့အရန်ကိုနှက်နေပါလေ။စဉ်းစားကြည့်ပါ ်တင့်မိဘတွေတင့်တငယ်ချင်းအရင်ကြီးတွေတင့်ရဲ့လက်သွဲပုံနဲ့တွေ့ဆုံတဲ့အခါမှာကျမတို့တွေဟာအမတ်တရတပ်ပုံကိုနောက်မှရိုက်လဲရတာပဲလို့တွေးတတ်ကြပါတယ်။တွေ့တိုင်းတပ်ပုံရိုက်နေရမှရှက်စရာကြီးလို့ထင်တတ်ကြပါတယ်။ဒါပေမဲ့အချင်းတွေကစောင့်မနေပါဘူး။လူတွေကထွက်သွားနိုင်တယ်။အချင်းတွေကပြောင်းလဲသွားနိုင်တယ်။တနေ့နေ့မှာတင်ပြန်ကြည့်ချင်တဲ့အခါအဲ့ဒီလူရဲ့အပြုံးအဲ့ဒီအခိုက်အတန့် ပုံထဲမှာမရှိတော့ပါဘူး။ဓာတ်ပုံတွေဆိုတာရုပ်ပုံတက်တက်မဟုတ်ပါဘူး။သူတို့ကကျမတို့ကိုအဲ့ဒီခံစားချက်အဲ့ဒီအချိန်စီကိုတစ်ခါပြန်ခေါ်သွားပြီးမှ time matching တွေပါ။ရှင်းနေပါနဲ့။ဓာတ်ပုံတွေအများကြီးတာရိုက်ထားလိုက်ပါ။တခြားသူတွေတင့်ပေါ်ဘလို့ဒီမလဲဆိုတာကိုနှစ်ပေါင်းများစွာစိုးရိမ်မှုပိုင်းရင်အချိန်ဖြုံးမိခဲ့ခြင်းတင်ဝစ်ချင်တဲ့အင်ဂျင်ကိုမဝင့်ရက်ခဲ့တာ သင်တကယ်ခံစားရတာတွေကိုမပြောရခဲ့တာသင်လုံးချင်တဲ့အရာကိုသူများတွေဝေဖန်မှကြောက်လို့မလုပ်ရခဲ့တာဘဝမှာဘယ်နှခါလောက်ရှိခဲ့ပြီလဲတကယ်အမှန်တရားကလူအများစုကသင်အကြောင်းကိုထိုင်တွင်းနေဖို့တက်သူတို့ရဲ့ကိုယ်ပိုင်ဘဝတွေနဲ့ပဲအလုရှုပ်နေကြတာပါသူတို့ဝေဖန်နေဆိုအောင်တော့အဲ့ဒီအရာကနောက်9နှစ်10နှစ်မှအရေးပါနေအောင်မှာပါလားဒါပေမဲ့ သင်ဆုံးရှုံးလိုက်ရတဲ့အချိန်တွေပျော်ရွှင်မှုတွေကတော့တကယ်ကို အရေးကြီးပါတယ်။သင်ဘဝကိုသင်အတွက်ပဲရှင်သန်ပါ။နံပါတ်3အကြောင်းတရားကြောင့်အိမ်မက်တွေကိုလက်လွတ်ခဲ့မိခြင်းသင်မှာရှိခဲ့တဲ့စီးပွားရေးအိုင်ဒီယာလေးသင်သွားချင်ခဲ့တဲ့နိုင်ငံသင်သင်ယူချင်ခဲ့တဲ့ပညာရသင်ကိုပါကတားဆီးခဲ့တာလေအကြောင်းတရားပါကြာရှုံးမှကြောက်တာအတိအချာမှကြောက်တာ ဒါပေမဲ့ဘယ်အရာကပိုကြောက်ဖို့ကောင်းလဲဆိုတာသိလားစူးစမ်းပြီးကြာရှုံးတာလားဒါမှမဟုတ်ဝါရဲ့အဆုံးမှာအဲ့ဒီတုန်းကတာငါလှုပ်ကြည့်လိုက်ရင်ဘာဖြစ်မလဲဆိုတဲ့ what if ဆိုတဲ့မိကွန်းချင်းနဲ့ကြံခဲ့တာလားနောင်တတရားရဲ့ဝန်ထုံမှုကကြာရှုံးခြင်းရဲ့နာကျင်မှုထက်အမြဲတမ်းပိုလေးလံပါတယ်နံပါတ်၄ချင်းရသူကိုချစ်ချောင်းတန်ဖိုးထားကြောင်းမပြောခဲ့မိခြင်းကျမတို့က ကိုချစ်တဲ့သူတွေကသူတို့ကိုချစ်မှန်းသိနေမှာပဲလို့အလိုလိုယူဆလိုက်မိကြတတ်တယ်။နောက်မှပြောလဲရပါတယ်လို့တွေးကြတယ်။ဒါပေမဲ့နောက်မှဆိုတာဘသူ့အတွက်မှအာမခံချက်မရှိပါဘူး။သင်အဖေအမေသင်ရဲ့အချစ်ဆုံးတငယ်ချင်းသင်ရဲ့လက်တွဲပုံသူတို့ကိုဖုံးဆက်လိုက်ပါ။တော်စစ်ဖြစ်တဲ့ဆက်ဆံရေးမှာအချိန်ကြာကြီးနေခဲ့မိခြင်းဒါကချစ်သူရည်စားဆက်ဆံရေးဖြစ်နိုင်တယ်။တငယ်ချင်းဆက်ဆံရေး ဒါမှမဟုတ်မိသားစုဝင်တယောက်ယောက်နဲ့တောင်ဖြစ်နိုင်ပါတယ်ဒီဆက်ဆံရေးကတင့်ကိုစိတ်သက်ကြစေတယ်တင့်စွမ်းရည်တွေကိုစုပ်ယူနေတယ်ဆိုတာတင်ကိုယ်တိုင်အသိဆုံးပါဒါပေမဲ့တင်ဆက်နေခဲ့တယ်ချင်းပါနေလို့တယောက်တည်းဖြစ်သွားမှာကြောင့်လို့ဒါမှမဟုတ်သူတနည်းနည်းတော့ပြောင်းလဲလာမှာလို့ညာလစ်နေတယ်လို့အဲ့ဒီလုံနဲ့ကုံဆုံးသွားတဲ့အချိန်တွေဟာနှစ်ပေါင်းများစွာဖြစ်သွားနိုင်ပါတယ်အဲ့ဒီမြစ်တွေမှာတင်းပျော်ရွှင်စွာဖြစ်တတ်လို့ရခဲ့တယ် ငြင်းချမ်းမှုကိုရှာတွေ့နိုင်ခဲ့တယ်။သင်ကိုတကယ်တမိုးထားမဲ့သူနဲ့တွေ့ဆုံနိုင်ခဲ့ပါတယ်။နံပါတ်6မိဘတွေရဲ့အချင်းကိုအရင်မကြည့်သူလိုသဘောထားခင်းမိခြင်း။ကျမတို့ငယ်ငယ်တုန်းကအိမ်ကနေထွက်သွားဖို့လွတ်လပ်ဖို့ပဲတွေးခဲ့ကြတယ်။ကြီးလာတော့လည်းကိုမိသားစုကိုဘဝနဲ့ကိုအလုံးရှုပ်သွားကြတယ်။ကျမတို့မိဘတွေကအများအားအဲ့ဒီနေရာမှာရှိနေမှာပဲလို့ထင်ခဲ့ကြတယ်။ သူတို့ခေါ်တဲ့ဖုန်းတွေကိုအရင်မကြည့်သူလို့ထားခင်းနေတယ်။အိမ်ပြန်လည်ဖို့ရက်ရွှေခဲ့ကြတယ်။ဒါပေမဲ့သူတို့တွေတနေ့ထက်တနေ့အသက်တွေကြီးလာကြပါပြီ။တနေ့နေ့မှာတော့သင်သူတို့ရဲ့အကြံဉာဏ်တစ်ခုလောက်ထပ်ကြားခြင်းလို့သားတို့သမီးတို့ကိုချစ်တယ်ဆိုတဲ့အတန်လေးတစ်ခုထပ်ကြားခြင်းလို့ဖုန်းဆက်ခြင်းတဲ့အခါအဲ့ဒီဖုန်းကိုကိုင်မဲ့သူမရှိတော့တာမျိုးဖြစ်သွားနိုင်ပါတယ်။အရင်နောက်မကြခင်မှာသူတို့အတွက်အချိန်ပေးလိုက်ပါ။နံပါတ်9 ဘယ်တော့မှရောက်မလာမဲ့ပြီးပြည့်စုံတဲ့အခိုင်အတန့် perfect moment ကိုစောင့်နေမိခဲ့ခြင်းငါပတ်စံပူဆူးမိမှတောင်းဝဆလုံးမယ်ငါအငိမ့်စားอยู่မှခီးတွေထွက်မယ်ငါတနင်္လာနေ့ရောက်မှတရက်ဆလုံးမယ်ဆိုပြီးရွှေဆိုင်တက်ကြပါတယ်ကျမတို့ဟာကျေရလိုပဲအားလုံးတပြိုင်တည်းစီတန်းနဲ့ပြီးပြည့်စုံတဲ့အခိုင်အတန့်တစ်ခုကိုစောင့်နေတတ်ကြတယ်ဒါပေမဲ့ဘဝကအဲ့ဒီလိုအလုံးမလုပ်ပါဘူး perfect moment ဆိုတာတန်တန်ကြီးတစ်ခုပါတင့်မှာတကယ်ပိုင်ဆိုင်တာအခုချိန်မှာပဲတည်တည်လေးပဲဖြစ်ဖြစ်ဆောင်းလုပ်လိုက်ပါ အမားရွင့်နဲ့ပဲဖြစ်ဖြစ်စားလိုက်ပါအဓိကကစားလိုက်ဖို့ပါပဲနံပါတ်၈ကိုကိုကိုဦးစားပေးတဲ့ချိန်မှာမပေးခင်မိခြင်းကိုကိုကိုဦးစားပေးတာကအတကြီးရမဟုတ်ပါဘူးဒါဟာလောအပ်ချက်တစ်ခုပါရင်းရှိတဲ့ခွက်ထဲကနေတခြားသူကိုရေထည့်ပေးလို့မရပါဘူး ။သင်ကသင်စွမ်းရည်တွေအားလုံးကိုတခြားသူတွေကိုဂရုစိုက်ဖို့သင်အထက်လူကြီးကိုကျေနပ်အောင်ဖို့တကယ်ချင်းကောင်းတယောက်ဖြစ်ဖို့ပဲတုံးနေခဲ့တယ်။ဒါပေမဲ့သင်အတွက်ရောသင်ရဲ့စိတ်ကြမ်းမှရင်သင်ရဲ့ရုပ်ပိုင်းဆိုင်ရာကြမ်းမှရင်သင်ရဲ့စိတ်ငြိမ်ချမ်းမှုနောလို့ပြောရမှာမကြောက်ပါနဲ့အနားယူဖို့ဝင်မလေးပါနဲ့သင်ရဲ့ကောင်းကျိုးအတွက်ရွေးချယ်ခွင့်သင်မှာပြေဝရှိပါတယ်တခြားသူတွေအတွက်ကိုကိုကိုစတေးခဲ့မိတာကိုနောင်တမရပါစေနဲ့ ဘဝဆိုတာကတိုးတောင်းလှပါတယ်အခုလိုနဲ့သိငယ်တဲ့မြင့်ချင်မှုလေးတွေအခိုက်အတန့်လေးတွေနဲ့ပဲဖွဲ့စည်းထားတာပါကျမတို့အားလုံးဒီနေ့ကစပြီးနောင်တကင်းတဲ့ဘဝတစ်ခုကိုတည်ဆောက်ကြမယ်လို့ကိုယ့်ကိုယ်ကိုကတိပေးလိုက်ကြရအောင်ဒီဗီဒီယိုကအသင့်အတွက်တစ်စုံတစ်ခုအသေးပဲရှိခဲ့တယ်ဆိုရင် like and subscribe လုပ်ခဲ့ပြီးပို့မိပါနဲ့နော်